မိမိဤသည်အိမ်ပေါ်မှဆင်းလာ၍စိန်ပန်းမင်းကြီးအနီးသို့ရောက်လျင်အရေးအုပ်တွင်ရှိသူသည်လာရောက်အောက်သို့ထွက်၍အထက်ကကဲ့သို့လက်ရက်ခိုးပြီးလျင်အရေးအုပ်သို့ဝင်ပြန်၏စကားပြောရေးကြားလောက်သည့်နေရာသို့ရောက်လျင်ဘသူလဲဘာကိစ္စရှိလို့ငေါ့ခေါ်သလဲခုအတန်ကိုခက်မှမှထား၍မေးလိုက်ရအရေးအုပ်ရှိလူကမိမိကြီးငေါ့လက်မှုဘူးလားဟုမေးပြီးလျင်လာရောက်သို့ခတထွေပြလိမ့်မိမိကြီးလည်း ၎င်းလူကိုတေချာစာကြည့်ရင်အလိုမောင်ကြီးမဟုတ်လားဘာကိစ္စလာတယ်လဲမောင်ကြီး အခုဗမာနေတယ်လဲဟုမေးလေမောင်ဘချုံကငါရန်ကုန်မှာနေတယ်မမေ့မနာမမေ့ရတာနနက်လောက်ရှိသွားပြီမမေ့ကိုလွမ်းလို့လို့သူ့ရှင်လို့ပြန်လာခဲ့တယ်လာတဲ့အခါမမေ့နဲ့တွေ့ရအောင်ငါနှမကြံပေးပါတော့အခုမမေ့အိပ်ပြီလားဟုမေးလေမမေ့ရတော့မအိပ်သေးဘူးမောင်ကြီးရဲ့ဒါပေမဲ့ဖြည်းဖြည်းချက်သွားတာကတော်တော်ကြာသွားပြီပြန်လာချိန်လေးနေပြီနောက်တစ်နေ့ညမှာ မမင်းနဲ့တွေ့အောင်ကျမကြံပေးပါမယ်ဒီကနေ့ညဒီခံလိုက်ပါအောင်မောင်ကြီးရဲ့ဟုပြော၍မောင်ကြီးရန်ကုန်မှာဘာလုပ်လုပ်တလဲဟုပြန်မေးလေမမီးပါနဲ့နှမရဲ့တင်ပန်ခတ်နေရတာပေါ့မောင်ကြီးလက်များဆန်းချီပါအောင်ဟုဆို၍မမီးဤဂျန်နဲ့အီကွယ်လီယာရှိသောလက်တူကိုပြလေမမီးကြီးကဖြစ်မှဖြစ်ရလေမောင်ကြီးရဲ့တိပင်အလုံးများရှာပြီးလုပ်ပါတော့ဘာလုပ်လုပ်စီချင်းတလဲစဘာပွဲစားကြီးလားတက်ကူတဲ့ဆဲကူတဲ့ကြီးလားမျက်နှာပြည့်ရမေးပြီးမှ ရင်လိုရောက်စားတော့တထေးတိုက်တိုက်တိုက်မှာဇီးရဲလုတ်ကလေးလုံနေတာပဲနှမရင်တနေ့တနေ့တော့ပလေးတယောက်ကမောင်ကြီးမျက်နှာတေးချကြည့်ပြီး သူ့အိတ်ကက်ထဲကစာရွက်ကလေးထုတ်ကြည့်တာလည်းမြင်ရောမောင်ကြီးလည်းအကျိုးကြားကဖြတ်ပြီးထွက်ပြေးခဲ့ရတယ်ဒီကလေးကစပြီးမောင်ကြီးလည်းအလုတ်တိုက်မှသွားဖို့ဘူးပလေးသားများကလည်းမောင်ကြီးလိုလူကိုလိုက်ပြီးရှာရဲစည်စည်ကြီးစတဲ့အထဲလိုက်ရှာမှာပဲလို့ရိပ်မိတာနဲ့သူများတပံအငါးခတ်ပြီးအစ်စ်မွေးခဲ့ရတယ်အော်ဒုက္ခဒုက္ခငါလည်းမတက်ရပဲနဲ့ တက်တယ်ဖြစ်ပြီးတကယ်တက်ခဲ့တယ်လို့ပဲထွက်ပြေးတိတ်ချောင်ပြီးနေခဲ့ရတယ်နော်ဘလို့များမှာဒီအမှုကိုရှင်းနိုင်ပါမလဲညင်ညူလေးလေးမောင်ကြီးရဲ့ပြုမိတဲ့မှုပြုမိတာပေါ့ထိုက်ဖြစ်ဖြစ်လည်းရေးလဲမပြောပါနဲ့တော့ခုမိမိကြီးကပြောရအောင်မချူသည်မိမိကိုချောက်မတ်စွာရက်လျက်မိမိကြီးကိုစိတ်စိတ်ကြည့်ပြီးနေငါပြောမယ်မိမိဒီအဖိုးကြီးကိုငါတကယ်တက်ခဲ့လေအခုမှလာပြီးနင့်ကိုလိန်လေပြောလို့ငါမှာပါချူရှိတယ်လဲ ူ့ဟိုကလည်းမတက်ရအောင်သူတစ်ပါးတက်တာလည်းငါပဲမြင်အောင်အခုမိမိတွေ့ချင်တော့လို့အသက်ဆော်ပြီးမောင်ကြီးလာခဲ့တက်ခဲ့လို့ရှိရင်မိမိမြင်လာမှမြင်ရမယ်မင်းပြင်းမင်းနဲ့နဲ့တည်ပြရစင်မတက်ခဲ့လို့ရှိရင်မန်းတဲ့အတိုင်းရှင်းနေပြရစီဟုတည်သူရင်မိမိကြီးကမောင်ကြီးမတက်မထူတက်တယ်လို့မြင်ရအဲ့ဒါကြောင့်ရှင်းမှုခဲ့တယ်လို့ပြောတယ်မဟုတ်လားတက်တာတော့မောင်ကြီးမရှိနဲ့မမြင်ရဘူးသူ့တော့ဘယ်သူတက်တယ်လဲဆိုတာတွေးတော့တွေးမိပါရဲ့သူပြောလေ ထိုးပြီးတက်တယ်လို့မောင်ကြီးထင်သလားဟင်ထိုးပြီလားမဟုတ်သေးဘူးတနက်တန်ကျတော့ထိုးပြီရောငါနောက်မှရှိတာကပဲထိုးပြီမတက်ပါဘူးနမေးအဖြစ်မောင်ကြီးရဲ့ဒီလူတက်ငုံကြောင်ခဏခဏအိမ်မက်မက်နေမိမိအိမ်မက်ထဲမှာတော့ထိုးပြီပါတဲ့သူမတက်တော့လဲတက်တဲ့သူတည်တဲ့တနေ့ကတော့တခါအိမ်မက်မက်တယ်တခါတခါဒီအိမ်မက်မက်ရွေးမှအိယာကလည်းနိုးပြီးနှလုံးတုံလို့မပြေနိုင်ဘူးမောင်ကြီးရဲ့ဒါဖြင့်မိမိအိမ်မက်မှားတာပေါ့ ထိုးပြီးနေဒီအမှုနဲ့ဘာမှမဆိုင်ပါဘူးတက်တဲ့အကောင်ကဘာထိုးတဲ့ဘယ်ကဘာထိုးလဲဘယ်ကဘာထိုးလဲငါမသိဘူးဒီကောင်ကတွေ့စမ်းချင်အင်းမြင့်တော့မိတ်ဆွေပေါ့ဟုတ်ပြောလဲမင်းမကြီးကဒီအင်းမြင့်ကြောင့်ပြောစမ်းမနဲ့မောင်ကြီးရဲ့အေးလီဟုတ်ပါတယ်ဒါတွေပြောရအောင်ငါတက်စော်ပြီးလာတာမဟုတ်ပါဘူးငါမတက်ဘူးလို့ဘယ်လိုပြောပေမဲ့ငါတက်တယ်ဆိုတာအစိုးရမင်းများအယူရှိပြီးပါပဲဒါနဲ့ဖီဖီကတော့ငါ့အပေါ်စိတ်ဆိုးသေးတယ်လားဖီဖီတဘောတော့မောင်ကြီးတိတဲ့အတိုင်းပဲ ။မောင်ကြီးထစ်ပြေးတဲ့နေ့ကစပြီးမောင်ကြီးအကြောင်းစကားဆက်လို့လည်းမပြောဘူး။သူ့ရှိမှလည်းမောင်ကြီးနာမည်ကိုထည့်လို့မှမပြောရဘူး။ညောင်လေးမမကသေးဘူးမောင်ကြီးရဲ့။ပြောတာပြောမှဓမ္မကြီး။ဖေဖေအကြောင်းများတော့မောင်ကြီးသိပြီးသားပါပဲ။မောင်ကြီးလည်းထွက်ပြေးရောဖေဖေကသူ့လက်အောက်ရှိတဲ့ရာဇဝတ်ဘက်တော်သားတွေကိုမိမိတို့နယ်တွင်းမှာဖြစ်ချွတ်တွင်းအောင်မကြင်ရအောင်တူပြီးရှားရမယ်လို့အမိတ်ပေးထားတယ်။ဖေဖေလည်းတင်းနဲ့အတွက်ကြောင့်ကံကောင်းလို့အရာမကြရင်သူ့ကိုဒုက္ခပေးတဲ့သားဆိုပြီးအင်တန်စိတ်ဆိုးနေတယ်မောင်ကြီး။ ဖြစ်ဖြစ်အကြောင်းများတွေးမိတိုင်းဝန်ထင်ပါရဲ့နှမရဲ့။မုံကြီးပေါ်မှာဖြစ်ဖြစ် intense ဆူးချတယ်။အိမ်မနေရင်ကောင်းကောင်းလေးမနေရဘူး။လူရှိသူရှိလို့လည်းမရှောင်။ဖြင်းနေညစ်တယ်။အတုံးကြတဲ့အကောင်ဒီနေရာထိုင်ရင်ထိုင်ပြန်ပြီးဟိုနေရာသွားရင်လည်းသွားပြန်ပြီးနဲ့။နေတိုင်းမြည်တာပဲနှမရဲ့။မုံကြီးလည်းသူ့အမိလောက်အောင်လုပ်တာပဲ။လုပ်ပြီးမှဘလို့မှမုံကြီးမနှကောင်းမရပါဘူး။ကြာတော့အိမ်နေရတာနောက်မူလို့လို့ဖြစ်ဖြစ်ပြန်ချိန်ကြလေ။တခြားသွားနေမီရော။ဒါကြောင့်မုံကြီးအခုဒီလိုအမှုကြောက်ရတာပဲ။ ခုတနာစပွဲပြောရင်မိမိကြီးလဲဖခင်ကြီးအကြောင်းကိုသိပြီးဖြစ်၍မိကြီးကြောင့်မိရှာ၏မုံမချူလဲမျက်စိကိုတုံရမုံကြီးအခုလာတာတော့မမီမနာလဲမြင်ရင်ဝေကလေးလဲတရားချက်လောက်တောင်းရင်လာခဲ့တယ်ရနိုင်ပါ့မလားဝေကတော့နှက်ဖြံညာရပါစေမယ်မမီတွေးဘူးကတော့ကြမ်းရအောင်ပါပဲမမီကလည်းတင်မမာဘူးမုံကြီးကလည်းအင်မတန်ချစ်တဲ့သားဖြစ်တော့မုံကြီးမိလင်းဝမ်းတော်ဝမ်းနေကြီးဖြစ်ပြီးရောဂါတို့မှလည်းဆူရသေးတယ်မုံကြီးရဲ့ ။အိုးဒီလောက်တောင်ဆိုသွားပြီတွေ့ကျင်လောက်လို့လာခဲ့ရတာ။မတွေ့ရပဲဖြစ်ပြန်မရနေနဲ့တမရဲ့။မမမျက်နှာမောင်ကြီးတစ်ခါလောက်ဖြစ်ဖြစ်မြင်သားရမယ်။နောက်တစ်နှစ်လောက်တော့မမြင်ရချင်နေပါစေရော။ကျမလည်းတက်နေတဲ့လောက်ကြိုးစားပြီးကျန်ပါမယ်။ဒါနဲ့မောင်ကြီးမောင်ကြီးဒီလိုပဲတိမ့်ချောင်နေနေတော့မလား။ဒီမှုကိုရှင်းအောင်မတက်နိုင်ဘူးလား။ဒီအောင်မျိုးတော့ကိုထုံးမြတ်နားလည်လိမ့်မယ်။သူ့ပြောရရင်မကောင်းပြီဘူးလား။ယုံလဲယုံလောက်တဲ့သူတယောက်ကလားပဲသူပြောရင်ယုံတော့ယုံရပါရဲ့နှမရဲ့ ဒါပေမဲ့ဒီအမှုရှင်အောင်တက်နိုင်မယ်ငါမထင်ဘူးသူ့တော်ပြောချင်ပြောစမ်းတာပေါ့သူ့တော်ဟောဖေဖေလာပြီမောင်ကြီးနှစ်ဖြန်မှလာပြီတော့ကျမသွားအောင်မယ်ဟုပြောပြီးလေမိမိရည်သည်ဖောက်ခင်မရောက်မီတွင်အိမ်ပေါ်သူ့ရောက်အောင်တစ်ပြေးနေလေနောက်တနေ့နဲ့နဲ့ဇင်နာရီအချိန်လောက်တွင်ဘောထောက်ကြီးသည် ရုံးသူ့သွားမည်ဟုဝင်းပေါက်မှထွက်လေမောင်ထုံးမြည်ရဲ့အမမချမ်းပုတ်လေဝတ်စားလဲလေအိမ်ရှိမှဖျက်ရည်သွားရဘောထောက်ကြီးနဲ့မချမ်းပုတ်တို့သည် အနှင်းငယ်လမ်းဆုံးတစ်ပြည့်အတူတူကသွားကြလေမိမိကြီးလည်းအိမ်ပေါ်မှနေ၍မချမ်းပုံသွားဒီကိုမြင်လိုက်လေမိမိလှုပ်ဆောင်ရင်ရှိသမျှကိုလင်းမြန်စွာလှုပ်ကန်၍တစ်တက်အောင်ဝစားတို့ကိုလဲလေပြီးလင်းမိမိစပွဲခုံစားပိတ်ဖို့အချီကုံသွားလို့ဈေးခဏသွားလိုက်အောင်မယ်ဟုပြောလင်းအေးအေးမေမေပြန်လာခဲ့တော့တမီးတမီးမရှိရင်မေမေပြေးလွန်လို့ကြာကြာမနေနဲ့တော့ဟုပြော၍ဝှထောက်ကတော်ကြီးသည်မောင်တော်မြတ်ဝေပေးသောလေးတွင် ခုံပေါ်၌ထိုင်ရက် တာကြီးမောင်မချိုရဲ့အကြောင်းကိုစဉ်းစားဟာနေလေမိမိကြီးလဲဝင်ပေါက်မှထွက်ရဈေးချိုတို့သွားတော်လန်းကိုသွားချင်ပြူပြီးရင် အမိမမင်းလောက်တော့နေရာတို့ရောက်တော့ခါဈေးတို့မတော်ပဲမောင်ထုံးမြအိမ်တို့သွားလေမောင်ထုံးမြအိမ်မှာဝှထောက်ကြီးဝင်းရှိပ်ပဲလမ်းချလျက်ရှိတော့ဝင်းတွင်းရှိရာနေအိမ်မှာတတိတခြားဖြစ်၍အိမ်ဤရှိပ်ပဲတွင် ကလျက်ရှိတော့အင်းငယ်တစ်ခုဒီကအလုယုံဖြစ်လေသည် မောင်ထုံးမြသည်ဒုတိယတန်းရှိနေပင်ဖြစ်တော်လဲ အထက်ကဖော်ပြခဲ့သည့်အတိုင်းအမှုများစွာလက်ခံရသည့်ဖြစ်သောကြောင့်ဇီးရီ၃လေးရောက်ထားရလေသည်အကြီးဆုံးဇီးရီဥသာတော်မှာတတိယရန်ရှိနေသောမိဘအောင်မြင်ပြီးဖြစ်တော်လဲမိမိကိုယ်တိုင်တတိတခြားနာမည်ခံ၍မလုပ်ဘဲမောင်ထုံးမြတ်လက်အောက်တွင်ဇီးရီဖြစ်ဖြစ်လုပ်ကံလျက်ရှိလေ၏မောင်ထုံးမြတ်လည်း၎င်းဇီးကြီးအားလက်ခဟူ၍မပေးဘဲမိမိရသည်အမြတ်ငွေငါးစုတစုကိုပေးလေ၏ဥသာတော်မှာလူလူကြီးဖြစ်၍အေးအေးနှင့်မိမိတုံးဆွဲလောက်ရောက်များမကောက် ရသည်ပြင်မောက်ထုံးမြေ၏အမမောက်ကြမ်းပုံကို ဝန်ဒီနိုင်ကြည့်ကြည့်ကြိုက်နေသည်ဟုအချုသူတို့ကပြောကြလေ။မိမိရည်သည်မောက်ထုံးမြေ၏အိမ်သို့ရောက်၍အလုယုံတွင်ဇီးကြီးဥတာတော်နှင့်တွေ့လျက်ဥတာတော်ကကိစ္စကိုမေးရာအလုကိစ္စနှင့်ပတ်သက်၍ကုထုံးမြေနှင့်တွေ့လို့ကြောင်းပြောလျင်မောက်ထုံးမြေ၏အခန်းတွင်အမှုတရတယောက်ရှိနေသည်ဖြစ်ခိတ္တဆောက်ဆိုင်ရန်ပြောလေ။မိမိရည်သည်နိုင်ဝက်ခမ်းများဆောက်ဆိုင်နေလျင်စကဲကြီးဥထင်ကျော်သည် မောင်ထုံးမြင့်၏အခမ်းမှထွက်လာသည်ကိုမြင်သည့်ဖြင့်စကေကြီးသည်မိတိကိစ္စနှင့်မောင်ထုံးမြင့်၏အလုပ်ရုံသို့လာလေသည့်အကြောင်းကိုစဉ်းစား၍နေစဉ်ကုသတော်ကကဲမမနှင့်အဲ့တဲသွားပြီးဝင်ပြီးတော့ဟူပြောလိုက်လေမိမိကြီးသည်မောင်ထုံးမြင့်၏အကျွမ်းတဝင်းရှိတော်လဲမောင်ထုံးမြင့်၏အလုပ်ရုံသို့တမင်လာ၍ဇီးကလေးများရှိတွင်မောင်ထုံးမြင့်၏အခမ်းတွင်သို့တယောက်တည်းဝင်ရမည်ကိုမျက်နှာပူပူနှင့်ဝင်ရည်သွားလေ၏အတွင်းသို့ရောက်လေမောင်ထုံးမြင့်သည် စာရေးရမှာမွန်ကြည့်ရအလိုမိမိကြီးလားထိုင်ပါဦးဘာကိစ္စလဲဟုနင်းနထားတည်ကြည်နေမိလျင်မိမိကြီးစဉ်းစားမိဒီမှာအော်အလုပ်လုပ်ရမှာတော့ပြောပုံချိုးပုံမှဆိုင်နင်းနထားကတမျိုးအိမ်လာလေတော့အယောတဝင်းနဲ့နင်းနထားကတမျိုးဒါကြောင့်လဲချိုးပြီးသားပဲဟုအောင်းမိလျင်ပြောရမည်စကားဒီလဲလူမသိရမည်စကားဖြစ်၍အခန်းကိုလှုပ်ရှုံပါသလိုဟုတိကျစွာကြည့်ပြီးလျင်မိမိအိမ်မှာမောင်မောင်ချိုးလာသည့်အကြောင်းနဲ့တီတူဥပါဒါကိုလဲ သူမသက်ကြောင်းကိုပြောလေ၎င်းနောက်မိမိတို့အချင်းစီဆောင်ရွက်ရန်ရှိသမျှကိုနင်းနောင်တိုင်းပဲလေးရနေကြရာတနာရီခက်ရှိလေမိမိရည်သည်မောင်မချူအောင်ပေးရန်ငွေဒီယာချက်ကို မောင်ထိုးမြထမ်းမှချီးပြီးလင် အခန်းပြင်သို့ထွက်သွားလေအခန်းပြင်သို့ရောက်၍ခြေတလမ်းမြမလန်းရသေးပြီအရက်ထောင်ထောင်မောင်းမောင်းနဲ့အသက်35နှစ်ခန့်ရှိသောမိမတယောက်သည်ပူဝါကိုတိုင်းလျက်လူကြီးကိုလက်တစ်ဖက်နှင်မှပြီးလင် မိမိရီရှိအားသို့လာ၍ကိုကအခုထုံးမြန်ခန်းထဲကထွက်လာတာပေါ့လေဘာကိစ္စရှိလို့လဲပြောပါဦးအမိရဲ့ဖူမြင့်မောင်ကျုပ်လေးရဲ့မေယာမိမိရီလည်းအအားတလျက်မမင်းကကိစ္စကလေးတစ်ခုရှိရဲ့သူကလည်းမလာနိုင်တော့ကြောင့်ကျမကိုလွတ်လိုက်ပါတယ်ဟုပြောလိမ့်ညီကငါ့ကိုမပလီပါနဲ့ငါဈေးကပြန်လာတာကြားလာပြီထုံးမြန်ကိုတွေ့ချင်လို့သူ့အခန်းသွားမယ်လို့တော့ဟောဟိုကဒီကနေ့ကုသတော်ကြီးကအခန်းထဲမှာအမှုတေတယောက်ရှိတဲ့တဲ့ဟေ့ကုသတော်ဒီကလာမှုတဲ့ အေးဒီလိုအမှုတယ်မျိုးငါမောင်စီလာတာမကြိုက်ဘူးသူတို့နဲ့စကားပြောရလေငါမောင်ဘယ်မှာအလုပ်လုပ်ဖို့ရှိတော့မလဲဟုပြောပြီးလင်မောင်ထုံးမြေရခန်းတွဲသူသွားလေမိမိကြီးလဲမျက်နာပြပြနဲ့အလုပ်ရုံမှထွက်လာခဲ့၍မိကြီးကြလေရဲ့အိမ်တို့ပြန်သွားချလေမောင်ထုံးမြတ်မမချမ်းဘုံမှာမောင်ထုံးမြတ်ထက်ဆယ်နှစ်ခန့်ကြီး၍အမိဖတို့လည်းခန့်ငငယ်ကတည်ဆုံးကြသဖြင့်အမိကဲ့သို့ပင်တော်တင်ဆုံးမ၍မိမိဤမောင်ကလေးအားအလိုတရာချစ်ခင်ခဲ့လေ အမျိုးနွယ်ကောင်းသည့်ပြင်ငယ်ရင်စဉ်ခါ၌ရုပ်ရည်လည်းတည်တည်ရှိသည်ဖြင့်မိမိနှင့်ထိုက်တန်သူတို့သည် လာရောက်ပြောဆိုကြတော့လဲမကြမ်းပုံသည် ပြောဆိုသူတို့ကိုကလန်ကဆန်ကြီးတာပြောဆိုရေးလွတ်လိုက်လေတနေ့တနိုင်မကြမ်းပုံ၏အိမ်နီးရှိပွဲစားတစ်ယောက်သည်မိမိထက်အသက်နည်းငယ်ကြီးသောမကြမ်းပုံကိုချစ်ခင်ဆုံးမရှိရကသူတို့ဘာကိုတွားရောက်ပြောဆိုရန်ခိုင်းစေပါတော့လဲမကြမ်းပုံ၏အကြောင်းကိုကြားသိရသည့်ဖြင့်တွားရောက်ပြောဆိုဖို့သူမပေါ်ထွက်ရှိရာ ဥ္စာရင်လိုဥ္စာရင်ခင်းရမည်ဟုအောက်မေ၍ကောင်းမွန်တက်လွင်သောအဝတ်စားတို့ကိုဆင်လေအိန္ဒုလာယမကြမ်းမှုသည်နှာထောင်းလျက်နေရာမှဝေစာကလေးကိုမြင်လျင်မိမိ၏မောင်နှင့်တွေ့ချင်းသည်အောက်မေ၍မောင်ထုံးမြတ်ဒီမှမရှိဘူးဟူဘက်ကလှုပ်ယုံမှရှိတယ်ဟုပြောတော့ဝေစာကလေးသည်မတော်ဘဲမကြမ်းမှု၏ရှိရင်ဒူးတုံလျက်ရက်၍ကျွန်တော်မှာဝေစာကလေးပင်ဖြစ်တော်လဲငွေကြီးဆိုတာမတော့ကျွန်တော်နဲ့ထပ်တည်အားလျော်သာတော့ရှိပါတယ်ယခုကအယောင်းဝယ်နေပါချားတော့လဲဟုပြောစဲတွင် ။မှန်ကျန်ပုံတွင်ရွှေထင်ငွေထည်သူကိုပေါင်ခံသည်ဖြစ်သောကြောင့်ပေါင်နိုင်ရန်လာသည်ဟုထင်ပြီးလျှင်ဟုတ်ပါတယ်ဟုတ်ပါတယ်အခက်မသိတဲ့ကာတီလိုပေါ့ဘာထဲပေါင်ရှင်ပါသလဲအခုပါသလားဟုမင်းရဝေစာကလေးကရွှေထင်ငွေထည်အပေါင်မထားလို့ပါလူကိုပေါင်ထားချင်ပါတယ်ဟုပြောလျင်ဒီတငယ်ကရွရလာသည့်လက္ခဏာရှိသည်ဟုနာထောင်းညာမှမုံရင်းကြည့်လိုက်ရပြုံးတော်မီလူလူမျက်နှာထားနဲ့ရလျင်နေသောပွဲစားကလေးကိုမြင်လျင်သူ၏ကြံကိုရိပ်မိ၍ထိုင်ရာမှရုပ်ပြထားပြီးလျှင် ဟေးဟေးဘာပြောတယ်ဘာပြောတယ်လူပုံကငယ်သွားဖြစ်မနေကမှလဲတယ်နှာခေါင်းတော်လက်မစင်သေးပဲနဲ့တူရမြငှောက်ကိုကြိုက်တဲ့ကဲကြိုက်အုပ်ဟဲ့ကြိုက်အုပ်ဟဲ့ဟုဆိုလျက်မိမိအညီတွင်ရှိသောဘန်းမနာမုတ်တို့ကိုဆုပ်ယူ၍မောင်ပွဲစားမျက်နှာကိုတဆုပ်ပြီးလျင်တဆုပ်တက်၍ပြလေနာမုတ်တို့သည်မောင်ပွဲစား၏နှာခေါင်းသို့တဆုပ်စာခန့်များဝင်လေလျင်တဆုပ်စာခန့်များဝင်လေလျင်နှာခေါင်းမှနာရီထွက်လျက်လမ်းတစ်လျှောက်လုံးချီပြီးမဆုံးနိုင်အောင်ရှိပြီးလျင်ဟိုကောင်းတို့မှလည်း နာမှုစောပြီလေအိတ်တုပြင်သွားရရှာလေဒီအကြောင်းကိုလူများတို့သိရှိကြရာမိသူသူတယောက်များနောက်ထပ်၍အပြောဆိုမလာဝတ်ကြကုန်၎င်းဖြစ်ဖြစ်တို့မှာမချမ်းပုံအရင်မလို့သိမိကဖြစ်ဖြစ်ခဲ့ရာယခုမှမအရေးလဲလို့ဒီလျောက်အယုတ်စင်းနဲ့ဆုပ်ယုတ်ရေးသွားလေလေရင်မချမ်းပုံသည်ဤတသက်ရှင်အိမ်ထောင်ပြည့်မိတဲ့ဘုံမထားပဲမိမိဤမောင်ကလေးကိုသာဆောက်ရှောက်ထိမ့်သိမ့်လေးရဲ့နေလေမချမ်းပုံသည်အခန်းတွဲသို့ရောက်လေရင် မောင်ထုံးမြင့်နေမြင့်ချင်းဆိုင်ကလေးထိုင်တလုံးပေါ်တွင်ထိုင်လျက်နေရာမောင်ထုံးမြင့်ကဘာလဲမှကြည့်ဦးမင်းလင်အေးမေးပါဘာလဲမှကြည့်လို့ငါမသိဘူးမှတ်သလားမင်းကအလုလုတဲ့အချိန်လှုပ်လှုပ်ပြီးအားတဲ့အချိန်ကျတော့ပြောချင်တာပြောရောပေါ့ယခုတော့မဟုတ်ပါဘူးအလုလုတဲ့အချိန်မှလည်းမလှုပ်ဘဲနဲ့ဘာများကြည့်နေကြတဲ့တုန်းမင်းတို့ကမဟုတ်ပါဘူးမကြီးရဲ့ကျွန်တော်ဒီကနေ့အလုရှုပ်လို့လို့ပါရိုးစရာရှင်နောက်တော့ပြောတော့ပေါ့အခုခဏသွားလိုက်ပါဦးပြောရင်းမကျန်းဘူးဒီ လက်ထိုင်ပေါ်တွင်တီချစွာပြင်း၍ထိုင်ရက်လက်ကိုပိုက်ပြီးလင်းအောင်မဲမင်းကငါနဲ့တော့အလုရှုပ်တယ်ပေါ့လေဟိုမင်းမပြန်လေးနဲ့တော့အလုရှုပ်တော့ဘူးပေါ့လေတဲမင်းကမင်းလူဘာကြီးပေါ့လေငါပြောမယ်မောင်ထုံးမြတ်မင်းရင်ငါကထမင်းစားတာပါမင်းနဲ့ဒီမိမိကြီးနဲ့ခဏကဘာပြောကြတယ်လဲဆိုတာပြောရင်ပြောပါမပြောရင်ငါဒီခန်းထဲကဒီကနေ့မထွက်ဘူးဒါပဲဟုတ်ပြောရဲ့လက်ထိုင်ပေါ်တွင်မင်းရဲ့ထိုင်ပြီးလင်းလက်ပိုက်မြဲလက်ပိုက်လျက်နေလေမောင်ထုံးမြတ်မှာမိမိအမသည် ယုံကြည်လောက်တော်သူတယောက်ဖြစ်သည့်အပြင်ဇုတခုတော်အရာကိုမသိအောင်ရှုပ်ဝဲ၍လုပ်ခဲ့လေမသိသည့်အောင်စက်ပေါင်မင်းမြန်း၍မသိမချင်းမအေးသောစိတ်တဘောရှိသည်ကိုတည်တည်ဖြစ်၍အမကြီးကဒီလောက်သိချင်ရင်လည်းကျွန်တော်ပြောရမှာပေါ့မောင်မချိုပြန်လာတဲ့ပြန်လာလို့သူ့ကိုပေးဖို့ငွေတရားကျွန်တော်ထံလာပြီးထပ်ထချေးလာတယ်ဒီကလေးညငွေလဲယူရင်သူ့အမေလဲတွေ့ရင်လာလက်ဦးမယ်တဲ့ကဲဒါပဲစစ်ကျင်နေပလားခုပြောရင်းမကြမ်းမှုသည်စကားတစ်ခွမှမပြောဘဲ အခန်းပြေသူထွက်သွားလေအခန်းသုံးပြီးပါပြီ